5ပါရှင်ရန်ကုန်ခစ်သက်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကိုရီးယားကတိဆောက်ပေးတဲ့ရန်ကုန်ဒလတရားကိုဒီဇင်ဘာလရွေးကောက်ပွဲမတိုင်ခင်မှာဖွင့်လင့်နိုင်ဖို့အတွက်မင်းအွန်လိုင်းကအကြက်ကန်ဖီအားပေးနေပြီးသူတိဆောက်ပေးခဲ့တဲ့ပုံစံနဲ့ဒါားဖွင့်ပွဲလုံအောင်မဲ့ပြင်ရန်ကုန်ဒလတရားနောက်ဆုံးအဆင့်ချိတ်ဆက်ပွဲကိုလည်းမင်းအွန်လိုင်းတက်မယ်လို့သိရပါဗျာ ကျောက်ဖြူမှာစစ်တပ်နဲ့အေအေတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကိုရီးယားနိုင်ငံကချစ်ကြည်ရဲ့ထိမ်းမှတ်တိစောက်ပေးတဲ့ရန်ကုန်ဒလတရားကိုလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်ခင်ဖွင့်လှစ်နိုင်ဖို့အတွက်ကိုမင်းအောင်လိုင်းကဖိအားပေးနေပြီးသူတိစောက်ပေးခဲ့တဲ့ပုံစံနဲ့တရားဖွင့်ပွဲလုပ်မယ်လို့သိရပါဗျ။ အကြံပတ်မင်းအောင်လိုင်းကရန်ကုန်မြို့ကိုရောက်ရှိနေကဒလတတားကိုနောက်ဆုံးအဆင့်တိဆောက်ပြီးစီးနေမှုကိုတွားရောက်စစ်ဆေးမယ်လို့လည်းသိရပါဗျ။အဲ့ဒီရန်ကုန်ဒလတတားကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲမတိုင်ခင်မှာဖွင့်လင်းဖို့ကိုဖိအားပေးနေပြီးတတားဖွင့်ပွဲကိုလည်းသူကိုယ်တိုင်တက်ရောက်မှာဖြစ်ကအဲ့ဒီတတားကိုသူတိဆောက်ပေးခဲ့တဲ့ပုံစံနဲ့ဂုံယူဝင့်ကြွားအောင်မယ်လို့တတားစီမံကိန်းမှာပါဝင်နေတဲ့အရက်ဖတ်အဖွဲ့ဝင်တဦးကပြောပါဗျ။ ဒါအပြင်ရန်ကုန်ဒလတရားစီမံကိန်းမှာမြန်မာကိုရီးယားချစ်ကြည်ရေးဖြစ်တည်ဆောက်တဲ့တရားဒဇင်ဖြစ်ပြီးသမရဟောင်းသိန်းစိန်အစိုးရလက်ထက်မှာစတင်ဆွေးနွေးခဲ့ပြီးလက်တွေ့အကောင်ထည်ဖော်မှုကိုတော့ NLD အစိုးရလက်ထက်မှာအကောင်ထည်ဖော်ခဲ့ပေမဲ့လည်းမင်းအောင်လိုင်းကသူတိဆောက်ပေးခဲ့တဲ့ပုံစံနဲ့ဂုံယူဝင်ကြွားနိုင်ဖို့ကိုဖိအားပေးနေတာလို့သူကဆက်လက်ရှင်းပြပါရယ်။ဒလတတားမှာတမ္မဏိကျိုးဆိုင်လေးလံသွားတတားကြီးဖြစ်ပြီးပင်မတတားရှေ1936ပင်နဲ့ တရားရှိစုစုပေါင်း6143ပေရှိကောင်တန်ချိန်က15000ခန့်ရှိတဲ့တင်မောကြီးတွေရေလန်းကင်းလို့စွာသွာလာနိုင်ဖို့အတွက်အမြင့်ပေ160ခန့်နဲ့ရေလန်းကင်းလို့အကျိန်925ပေထားရှိပြီးစောက်လုတ်သွားမှာဖြစ်ကောင်ရေတစင်းကျင်ခန့်နိုင်ဝင်အားနဲ့85တန်တိဖြစ်ပါရယ်ကိုရီးယားမြန်မာချစ်ကြည်ရေးဒလတရားကိုကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေချင်းငွေ အမေရိကန်ဒေါ်လာ138တန်းကျော်ပြည်တွင်းရန်ပုံငွေဒေါ်လာတန်း30အပါဝင်စုစုပေါင်းကုန်ကျငွေအမေရိကန်ဒေါ်လာ168တန်းကျော်ကုန်ကျခံတည်ဆောက်နေတာဖြစ်ပါတယ်ကိုရီးယားထောက်ကုံတွင်းကုံပန်းနဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့က2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့တာပါအဲ့ဒီဒလဒရာတီဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမရနိုင်ငံဆိုဆိုကုမ္ပဏီလီမိတက်ကလေးဆွဲခဲ့ပြီး ကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်နေရဖြစ်ပါတယ်။ရန်ကုန်ဒလဒရာဖွင့်လှစ်ပီးစီပါကရန်ကုန်မြို့ကနေဒလတွန်တေကွန်ဘူကွန်းကြံကုန်းမြို့နယ်တွေဒေသတွေဒရာကနေတဆင့်ကမ်းခြေဒေသတွေနဲ့အေယာဝတီတိုင်းတစ်ခုလုံးကိုလွယ်ကူလင်းမြန်စွာသွားလာနိုင်မှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်ဘက်ကတရင်ကိုကြည်အောင်ပါရခိုင်ပြည်ကြောက်ဖြူမြို့နယ်အမှတ်32ရဲတပ်ရင်းအနီးမှာစစ်ကောင်စီတပ်နဲ့ အာရခတတော် EA တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားပြင်းထန်နေတယ်လို့ AAC သတင်းရင်းမြစ်ကပြောပါရယ်စတင်မာလာလေပိုင်းကနေစတင်ပြီးကြောက်ဖြူမြို့နယ်မှာစစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတာကြောင့် EA နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကအမှတ်32ရဲတရင်တစ်ပုတ်တောင်နဲ့လက်ခမော်ဘက်မှာစစ်ကြောင်းထိုးလာတယ်လို့သိရပါရယ်ဒါအပြင်ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြအဆုံးအများပြားနဲ့အထိနာနေတယ်လို့နောက်ထပ်သတင်းရင်းမြစ်တစ်ခုကပြောပါရယ် အရခတ်တော်အေးကလိတ်ခမော်တက်စကန်မင်းတက်တောင်စကန်နဲ့နှားဖဲတောင်စကန်တို့ကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာအမှတ်32ရဲတပ်ရင်းကိုဝိုင်းရံပိတ်ဆို့ထားတာမှာစစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။စစ်ကောင်စီကလည်းကြောက်ဖြူဒညဝတီရဲတပ်နဲ့တပ်ရင်းတွေကိုစစ်အင်အားလက်နက်အင်အားပုံမဖြစ်တင်းကဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရရှိဖို့ကိုထိုးစစ်ဆင်နေတာလို့သိရပါတယ်။ ဒါအပြင်အေးအေးသိမ့်ပိုက်ထားတဲ့လက်ခမော်တက်စကန်းကိုစစ်တပ်ကအပြင်းထန်ပြန်လည်ထိုးစစ်ဆင်နေပြီးကြောက်ဖြူမှာစစ်တပ်တက်စကန်းတွေအဖြစ်ဒညဝတီရေတပ်ဌာနချုပ်ခြေလီတရင်ခလာရ34ခြေမြန်တရင်ခမာရ94နဲ့ခမာရ943အမှတ်32ရေတပ်ရင် တောင်ပေါ်ကြီးရေတပ်စကန်းအုံးကျိန်ကျွန်းရေတပ်ဌာနကွေတို့ရှိနေတယ်လို့လည်းသိရပါတယ်ရှင်ကရင်ပြည်နယ်ဘက်ကိုကြည်အောင်ပါ ကရင်ပြည်နယ်မြောက်ဝတီမြို့မှာပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်အယောက်20ကိုရဲတပ်ဖွဲ့ဝင်73ယောက်ကဦးဆောင်ပြီးဖမ်းအမျိုးကစစ်တင်နှန်းကိုတွားရောက်ပို့ဆောင်ခြင်းဖမ်းအံကိုရောက်မလာဘဲလမ်းမတွေပျောက်ဆုံးနေတယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်တဲ့တရင်ရင်မြစ်ကပြောပါရယ်ပြီးခဲ့တဲ့စတင်မာလ3ရက်နေ့ကမြောက်ဝတီမြို့နယ်ရဲတပ်ဖွဲ့ကရဲ73ယောက်ဟာမြောက်ဝတီမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်အယောက်20ကိုခေါ်ဆောင်ပြီး ဒေါနာတောင်လမ်းပိုင်းကနေတဆင့်ဖမ်းမြို့ကိုတွားရောက်ပို့ဆောင်ခြင်းလမ်းခီးမှာတရင်အစနာမရပဲပျောက်ဆုံးသွားတာဖြစ်ပါတယ်။အဲ့ဒီခီးစဉ်မှာရဲတပ်ပဲပြန်လုံနေတဲ့ခရိုင်ရဲမှုဟောင်းရဲမင်းသူအပါအဝင်မြဝတီရဲစခန်းကရဲစနစ်ရောက်နေဖမ်းဆီးခံထားရတဲ့လူငယ်အယောက်20ပါဝင်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ BGF အပါအဝင်ရဲကားတွေကရင်နန်းသွားပေမဲ့လမ်းမှာတော့ BGF ကကြံရစ်ခဲ့ပြီးရဲ့နောက် ဒေါနာတောင်ကျောပေါ်အရောက်မှာပဲတရင်အစနာပျောက်သွားတာဖြစ်တယ်လို့မြောက်ဒီမျိုးနယ်ရဲတရင်ရင်မြစ်ကပြောပါရယ်ရဲ73ယောက်ပျောက်ဆုံးနေမှုကိုမြောက်ဒီမျိုးကစစ်တပ်ထောက်ခံတဲ့ပြူစော်ဒီအဖွဲ့တွေကလူမှုကွန်ရက်မှာစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုတဲ့ post တွေတင်ခဲ့ကြပေမဲ့လေစစ်တပ်ကအဲ့ဒီတရင်ကိုဖြုတ်ချဖို့ဖိအားပေးတဲ့အတွက်လူမှုကွန်ရက် post တွေပြန်လည်ဖြုတ်ချသွားတယ်လို့သိရပါရယ်လက်ရှိမြောက်ဒီမျိုးမှာစစ်တပ်ကနေရာစုံနေရာယူတက်ဆွဲထားပြီး တဖက်မှာလည်းအမတ်၁အမတ်၂အမတ်၅ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့စစ်တပ်ဘက်ကနေရက်တီနေတဲ့လက်နက်ကိုင် အောက်ခြေတပ်ဖွဲ့တွေပူးပေါင်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန်းမြို့မှာအကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်တပ်ဖြတ်မှုကြောင့်ပြည်သူ၂ဦးသေဆုံးပြီးအမျိုးသမီးတဦးအပြေးထန်ဒဏ်ရာရရှိခဲ့တယ်လို့ဖားကန်းဒေသတရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ မနေ့ကစတေမာလာ20ရက်နေ့ည7:00နာရီခွဲကဖားကန်မြို့နယ်ဖားကန်ဘူဝါဂုံးကနေအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကစိုင်းတောင်အုပ်စုရက်ကွက်၃ဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကစတေမာလာ20ရက်နေ့ညနေပိုင်းကလေဖားကန်မြို့နယ်လုံခင်းကြီးရွာအုပ်စု လုံခင်းကြီးရွာနဲ့မှော်စီစာကြီးရွာအဆက်က ပေါ်ဦးလဖေးဆိုင်အနီးနဲ့မော်စီစာကြီးရွာဆောက်လုပ်ဆဲရခိုင်ရိုးရယုံဝနီတို့မှာအမျိုးသားနှုတ်ဦးကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဖာကံမျိုးကိုအကြံပတ်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာချိန်ကနေစပြီးပြည်သူ80ကျော်တပ်ဖြတ်ခံထားရက300နီးပါးတန်ရာရရှိပြီးဖာကံနောက်ချမ်းမှာရှိတဲ့ကြီးရွာ15ရွာကပြည်သူတောင်းနဲ့ချီပြီးစစ်ပေးရှောင်နေရတယ်လို့သိရပါတယ်ရှင်။စကိုင်းနယ်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမြောင်မြို့နယ်အကြံပတ်စစ်တပ်ကအထိုင်ချတပ်ဆွဲထားတဲ့ကြောက်ရွံ့ရေစခန်းနဲ့ဆေးရုံတို့ကိုဒရုန်းနဲ့ဘုံတီကျဲချတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့ Peacock Drone Team မြောင်ရဲ့တာဝန်ခံရဲဘော်ရာစုကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့မနက်9:00နာရီခန့်မှာမြောင်မြို့နယ်အကြံပတ်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကျောက်ရည်ရေစခန်းစေးုံတို့ကို တော်လန်ရေးတပ်ဖွဲ့တွေက Fit Wins 6စီနဲ့ဘုံသင်း7နှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးပေတော်လန်ရေးတပ်ဖွဲ့တွေဘက်ကဒရုန်းတစ်စီးဆုံးရှုံးပြီးတော်လန်ရေးရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Peacock Drone တင်းနဲ့စကိုင်း KI Drone တပ်ဖွဲ့ MDF Drone ကြားခင်းစိန်ထောင်းမင်းကြီး Sparrow Drone Strike Revolutionary Air Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့စကိုင်းတိုင်းကလေးဝါမြို့နယ်မှာစစ်တပ်လက်အောက်ခံပြူစောတိစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာမှာတော့ပြူစောတိတဦးလက်နက်နဲ့အတူဖမ်းဆီးရရှိတယ်လို့အမတ်တစ်စစ်ဒေတာကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့စကိုင်းတိုင်းကလေးဝါမြို့နယ်စင်ဟိုင်မပြူရွာအနီးကအောင်ချမ်းသာပြူရွာစခန်းနဲ့စင်ဟိုင်မပြူရွာကနေရိတ်ခါရှာထွက်လာတဲ့ပြူစောတိပူပေါင်းအင်အား40ခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာကြောင့် ပြူစောတီတို့ထိခိုက်တံရရရှိခဲ့ပြီးပြူစောတီတို့ကိုတော့လက်နက်နဲ့အတူအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖမ်းဆီးရရှိတဲ့ပြူစောတီတွေစီကနေ BA63 တနက်တလက်ကြီးပေါက်တစ်ခု7.62ကြီး25တောင်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတီစစ်ကြောင်းကိုကလေးခရိုင် အမှတ်9တန်ရင်ရဲ့တန်ရင်မှုညွန်ကြားမှုနဲ့ကလေးခရိုင်အမှတ်9အမှတ်9နဲ့ ကလေးဝါမြို့နယ်ပကဖမင်းကင်းမြို့နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ကြတာလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့သစ်စိတ်ကမ်းမြို့နယ်အမှတ်88ရပ်ကွက်အုပ်ချုပ်ရေးမှူးပြူစောဒီဇော်လင်ခေါ်တောက်တဲ့ကိုစစ်တပ်ကမူရင်စေဝါရောင်းဝယ်ဖောက်ကားမှုနဲ့ဖမ်းဆီးလိုက်တယ်လို့အဲ့ဒီရပ်ကွက်အတွင်းမှာနေထိုင်သူတွေကပြောပါရယ်။စတင်မာလော်လေပိုင်းမှာစစ်တပ်ကအမှတ်88ရပ်ကွက်အုပ်ချုပ်ရေးမှူးဇော်လင်ခေါ်တောက်တဲ့ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာမှာငွေကျပ်တထောင်တန်တွေအပြည့်ထည့်ထားတဲ့ဆာလာအိတ်ငါအိတ် WY မူရဲ့ဆေးပြားများစွာကိုဖန်ဆီရရှိခဲ့တယ်လို့သိရပါတယ်။အိမ်နောက်88ရက်ကွက်အုပ်ချုပ်ရေးမှူးတောက်တဲ့ခေါ်ဇော်လင်းနဲ့သားတွေကိုပါဖန်ဆီပြီးနေအိမ်ကနေပစ္စည်းအများပြားကိုလည်းချိတ်ပိတ်သိမ်းဆည်းထားတယ်လို့သိရပါတယ်။ဖန်ဆီခံလိုက်ရတဲ့အမှတ်88ရက်ကွက်အုပ်ချုပ်ရေးမှူးဇော်လင်းခေါ်တောက်တဲ့ဟာစစ်အာဏာမသိမ်းခင်က တနေ့လုံတနေ့စာအခြေခံလူဒန်းစားတာဖြစ်ပြီးရက်ကွက်အုပ်ချုပ်ရေးမှုဝင်ရောက်လုတ်ကင်ပြီးတဲ့နောက်မှာတော့အလွန်ချမ်းသာလာကနှစ်အနေငယ်အတွင်းမှာကား6စီးဆိုင်ကယ်15စီးနဲ့နေအိမ်ကိုလည်းပြုပြင်တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။အမတ်88ရက်ကွက်အုပ်ချုပ်ရေးမှုစောလင်ခေါ်တောက်တဲ့ရဲ့တားအကြီးကလည်းအမတ်81ရက်ကွက်အုပ်ချုပ်ရေးမှုဖြစ်ပြီးတားဖြစ်သူကိုပါစစ်တပ်ကမူရစေဝါရောင်းဝယ်မှုနဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ဒါအပြင်အမှတ်88ရပ်ကွက်အုပ်ချုပ်ရေးမှူးတောက်တဲ့ခေါ်ဇော်လင်ကတော့2022ခုနှစ်မှာတစ်ကြိမ်2023ခုနှစ်မှာတစ်ကြိမ်တော်လိုင်းရဲ့ရဲဘော်တွေရဲ့ပြစ်ခတ်မှုတွေခံခဲ့ရပေမဲ့အသက်မသေးပဲတန်ရာရရှိကလွတ်မြောက်ခဲ့သူလည်းဖြစ်ပါတယ်။စစ်တပ်အားကိုးနဲ့ရပ်ကွက်နေပြည်သူတွေပေါ်ရိုင်းဆိုင်ဖိနှိပ်ကြမ်းတမ်းနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတောက်တဲ့ခေါ်ဇော်လင်ဖမ်းဆီးခံရမှုအတွက်ရက်ကွက်နေပြည်သူတွေကဝမ်းသာနေကြတယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ